ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ new family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှအနုခွန်းဆက်သလဲရပါရခင်ဗျာကျွန်တော်ဇာယီဆရာဆရာဦးလာဝင်းလေဒီရတူဘာသာပြန်ထားတဲ့ဘာဘီလုံနဲ့ဘင်ကိုဆိုတဲ့ဘာသာပြန်ဝတ္ထုစာအုပ်ကိုအပိုင်း7အနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပြီးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာအခန်း5 တကြွန်းတို့နောက်တစ်ခေါက်နောက်၃လအကြာတွင်တကြွန်းမကျွန်တော်တို့ကိုအခေါ်လာသည့်တင်ပေါ်ရောက်လာ၏နေစွဲမှာ အော်တိုဘာလ30ရက်နေ့ဖြစ်၏ကျွန်တော်တို့ကိုလာရောက်လက်ခံခေါ်ယူသည့်အဖွဲ့တွင် ထောင်ဝါဒ3ယောက်သာပါ၏အလုံးအပြေအောင်ဝတ်စုံကိုဝတ်ထား၏လက်မခံပြီးရှေးဥစွာကျွန်တော်တို့၏အမတ်သားများကိုစနစ်တကျစစ်ဆေး၏လက်ဝေပုံစံဆောင်ယူတော့၏တပ်ပုံရ၏နောက်ဆုံးအလုံးကျင်းတဲ့လောက်မှ ပြင်သစ်ကောင်စစ်ဝင်ကကျွန်တော်တို့အဖွဲ့ကိုလက်ခံကြောင်းကိုလံဘီယာအာနာဘယ်များရှိတွင်လက်မှတ်ထိုးယူလိုက်လာခေါ်တော့ထောင်အမှုတန်းအလုံးပင်ကျွန်တော်တို့ကိုကောင်းစွာဆက်ဆံ၏ကိုလံဘီယာအာနာဘယ်များရှိ၌ရိုင်းပြသောစကားတခွမျှမပြောမြင်ရသူအလုံးအံ့ဩနေကြ၏သူတို့အဖွဲ့ထဲမှတာဝန်ခံပုံမှုဘိုရယ်ဆိုသူကကျွန်တော်ခြေဘွားမှဒဏ်ရာများကိုလာစစ်ဆေးကြည့်ဒီမော့ဘော်ရောက်မှစနေတကျဆက်ကုသပေးမည်ဟုပြော၏ ဒီမှာပေါ်ရောက်သည့်နှင့်ဝမ်ပိုက်အတွင်းမှအလွန်ကျဉ်သောအချုပ်ခန်းတွင်သို့ကျွန်တော်တို့ကိုထည့်၏။နှစ်ယောက်တည်းတန်းချေခြင်းခတ်၏။လန်ကြီးတစ်လျှောက်မှရာသီဥရုဒံကလည်းပူပြင်းဆိုးရွားလာသည်ဖြင့်အလွန်ဆင်းရဲလာ၏။ထူးခြားသည့်အဖြစ်ပျက်ဟု၍ဒရီနီဒတ်ကျွန်းတွင်ကြောင်မီးသွေးဖြစ်၏။ထို့ကျမှအင်္ဂလိပ်ပိုင်ကျွန်းဖြစ်၍အင်္ဂလိပ်အရာရှိတစ်ယောက်တက်လာပြီးဒင်းမော့ကိုစစ်ဆေး၏။ တန်ချေချင်းခတ်ထားသောကျွန်တော်တို့အဖွဲ့ကိုမြင်လျင်ဘင်လေခီး၌အကျဉ်းသားကိုအင်္ဂလိပ်ဥပဒေအရတန်ချေချင်းခတ်ခွင့်မရှိ၍သူတို့ပိုင်နယ်သို့ရောက်နေခြင်းတွင်တန်ချေချင်းများကိုဖြုတ်ခိုင်းကျွန်တော်ကလည်းအင်္ဂလိပ်ပိုင်းနယ်မြေအတွင်းအမှုဖြစ်ပြီးကြံနေရအောင်အင်္ဂလိပ်အမှုရန်တို့ကိုအကြောင်းမရှိဘဲပလှန့်ရိုက်ပြီးလက်ရမှုတစ်ခုကိုကျူးလွန်လိုက်အမှုမလုပ်ပါထိုပုဂ္ဂိုလ်ကပြင်သစ်ဂီရနာတကျွန်းကိုအဖို့ခံရမည်ကျင်းသားကို လက်ရမှုကျွလွင်ုံလောက်နဲ့တို့ကံဘော်ကတရားရုံးကိုခေါ်သွားပြီးတရားဆွဲလာပါလားမလုပ်တော့ပါဘူးအလုရှုပ်ရုံပဲရှိမယ်တကျွန်းသွားရမယ်ပြစ်ဒဏ်တဲ့ကြီးတာကိုတို့လည်းပြိနိုင်တာမှမဟုတ်ဘူးခုပြော၏ကျွန်တော်မြည်တို့ကြမ်းကြမ်းဗာမြအရာတင်တော့မြည်မဟုတ်ပါတကျွန်းမှလွင်မြောက်သည့်နေ့၁၇လကျော်မြအချိန်တွင်ကျွန်တော်ဖြတ်တန်းခဲ့ရသည့်ဘဝခရီးကိုအမျိုးမျိုးပြန်တွေ့နေမိတကယ်တော့ယခုကျွန်တော်တို့ရောက်နေသည့်တင်မောစိန်နှင့်ဗာမြမဝေးသောခရီးတွင်ကျွန်တော်တို့အပေါ်အလွန်ကောင်းကင်ဘူးသည့်ရှေ့နေမစ္စတာဘရောင်းတို့မိသားစုနေ၏ မစ္စတာဘရောင်တို့မိသားစုကိုခွဲခွာခဲ့ပြီးနောက်ကူရာကာဦး၌ကျွန်တော်တို့အဖွဲ့တောင်းတင်နေစဉ်ကျွန်တော်တို့အပေါ်အလွန်ကောင်းကင်သောခရိယန်ဖုန်းတော်ကြီးကိုလည်းသတိရမိပြန်၏နောက်အိန္ဒိယလူရင်းတို့ထံသို့ကျွန်တော်အတွေ့များရောက်သွားပြန်၏ကျွန်တော်မယားများကိုသတိရမိပြန်၏တကယ်တော့ကျွန်တော်တို့မိုက်သည့်သူလောကတွင်ရှိတော်မူဟုပင်ကျွန်တော်မထင်တော့ပါတွေးကြည့်ရင် အသေးနာစရာ ကောင်းလှ၏ကိုယ့်အပေါ်တွင်မေတ္တာစေမေတ္တာမှန်နှင့်ချစ်ခဲ့သောမယားများကိုဆွင့်ပြီး ယဉ်ကျေးပါသည်ဆိုသောလူယုံမှလောကကြီးသို့ကျွန်တော်ပြန်လာခဲ့မိသည်မိုက်လာပြီလေခြင်းခုဆိုရင်ကျွန်တော်မယားများမှလည်းသာသမီများမွေးခွားပြီးကြလေပြီကျွန်တော်တို့တကြွထောင်မှဖောက်ပြေးစားကပင်လေခီးဖြတ်ကူးနိုင်အောင်ကျွန်တော်ကိုအကူအညီပေးခဲ့သောခိုကျင်းမှအရေးပြားယောဂါသည်အမှုများကိုလည်းတရိယာမိသူတို့ကျေးဇူးလဲကျွန်တော်အပေါ်၌ကြီးလာပါပေသည်တကယ်တော့ဆတလာကျော်အတွင်တွေ့ခဲ့ကြုံခဲ့ဘူးသော အများစုမှာကျွန်တော်အပေါ်၌ကောင်းသူများပါသည် ဘယ်ဂျီယန်ကောင်စစ်ဝင်ဆိုလင်လဲကျွန်တော်ကိုလောကငရဲတွင်မှဆွဲထုတ်ပေးခဲ့သူဖြစ်ဂျိုးဆက်ဒီကာဤအကူအညီပေးခဲ့မှုများကိုကအထူးစာဖွဲ့နေစရာပင်မလိုတော့ပြီတကယ်တော့ကျွန်တော်ဤအောင်ပွဲမရနိုင်ခဲ့ခြင်းမှာကျွန်တော်ဤဆိုလာသောကုသိုလ်ကံတရားကြောင့်သာဖြစ်ဒီကိုကျွန်တော်မြည်တို့မြမငင်းနိုင်ပါကျွန်တော်ဝမ်းလဲလာဤတကျွန်းတို့ပြန်ရောက်တော့မည်ကျွန်တော်တို့ကိုတည်ဆောင်လာသည့်မာနာအမိရှိသောတင်မောသည်တကျွန်းစိတ်ကံကိုဆိုင်ရန်ဥတည်နေလေပြီ ကျွန်တော်ရဲဘော်အလုံးရင်ထဲ၌နာကြည့်မှုအသည်သည်နှင့်မြေသူများစကားမပြောနိုင်ကြအတွေ့ကိုစီဖြင့်အဝေးတော်သားငေးကြည့်နေကြ၏ကျွန်တော်တို့ကိုလာခေါ်သောဝါရများကမူသူတို့မိသားစုများရှိသောတရွန်းတို့ပြန်ရောက်လာကြခြင်းဖြစ်၍ဝမ်းသာနေကြ၏အပြန်ပင်လေခရီးတစ်လျှောက်လုံးမှာအလွန်လှိုင်းထန်၏အခန်း36 1934ခုနှစ်နိုဝင်ဘာလ16ရက်စိတ်ကန်းတွင် လူများအုံနေ၏ကျွန်တော်တို့အဖွဲ့ကိုမြောက်ပွဲကြည့်သလိုဝိုင်းကြည့်နေကြ၏မိုင်းထောင်ကြီးဝေးသည့်အထိ ်ပင်လေခီးကိုဖြတ်ပြစ်နိုင်ခဲ့တော့ကျွန်တော်တို့အပေါ်အလွန်စိတ်ဝင်စားနေကြပုံရည်ဟိုခြေတော့မတန်ရနဲ့ကောင်ကပါပီလွန်းဆိုတာသူ့နောက်ကကောင်ကဂလိုစီဟိုတယောက်ကမာဂျူရက်ဆိုတာသူတို့အချင်းချင်းပြောနေကြတော့စကားသံများကိုလည်းကျွန်တော်တို့အတိုင်းသားကြားနေကြ၏အကျဉ်းတော်အတွင်းသို့ရောက်လေပြီထောင်သားအလုံးတန်းစီရက်ခိုင်းထား၏ကျွန်တော်တို့အဖွဲ့ကိုထိုတန်းစီရက်နေသောထောင်သားများရှေ့တက်တဲ့သို့ရှောက်သွားခိုင်းပြီးထောင်ပိုင်ကြီးကအတန်ချက်ဆက်ဖြင့်ထောင်သားများကိုဩဝါဒပေး၏ အကျဉ်းသားတွေခုမင်းတို့မြင်တယ်မဟုတ်လားတကြွန်းကထွက်ပြေးတဲ့ကျွန်းသမားကိုကဘာပေါ်မှာဘယ်တိုင်းပြည်ဘယ်နိုင်ငံကမှလက်မခံဘူးရောက်သွားတဲ့နိုင်ငံကတို့ပြင်သစ်အာဏာပိုင်တွေလက်ထဲကိုပြန်အပ်မှာပဲမင်းတို့မှတ်ထားငါတို့ကျွန်းကထွက်ပြေးလို့ဘာအကျိုးမှပေါ်စရာလမ်းမရှိဘူးနောက်ဆုံးခုမင်းတို့ရှိကကောင်တွေလိုပဲတို့စီပြန်ရောက်မှာပဲခုဒီကောင်တွေကိုငါတို့ဘာလုပ်မလဲသိလားခုံယုံဖွဲ့ပြီးစစ်မယ်ကြီးလေးတဲ့ပြည်ထောင်စ်တွေထပ်ပြီးမယ် နောက်ပြန်လဲမရှိတဲ့စိတ်ဂျိုးဆက်ကျွန်းကအလုတ်ကျန်းစခန်းကိုပို့မယ်။ကျွန်တော်တို့ကိုအထူးအကြောက်ခံတွင်တို့ချက်ချင်းပို့ဤကျွန်တော်ခြေဘွားနှစ်ဖက်မှဒံယာများမှဘင်းလက်ခရီးတွင်ပို့၍ဆိုးလာဤဖြစ်စကားကဲ့သို့ပြန်ရောက်လာတော့ဤထို့ကြောင့်အထူးအကြောက်ခံတို့ရောက်သည်နှင့်စိတ်မှုကိုတွေ့ခွင့်တောင်းရဤကလိုစီဤကြောက်ပတ်တီစီတာသောဂျိုးနေသည့်ခြေတစ်ဖက်မှလည်းအခြေအနေမကောင်းပါဝါရာများကကျွန်တော်တို့ဒံယာများကိုစစ်ဆေးပြီးစေဘေကန်တို့ခေါ်သွားဤ စေဘေကန်၌ကျွန်တော်ရေဘဟောင်းဖရန်ကို စီလာနှင့်တွေ့၏စီလာမှာစေကန်တာဝန်ကြအကျဉ်းသားတာဝန်ကိုယူခွင့်ရနေတော့ပင်ဖြစ်၏သူနှင့်အတူသူဆရာဆေးမှုဝါဒလည်းရှိပါသည်စီလာမင်းငါကိုဆေးရုံတင်ပေးလို့မရဘူးလားသိတော်လွယ်လည်းမထင်ဘူးဒါပေမဲ့ငါစူးစမ်းကြည့်ဦးမယ်တကြွရထွေပြေးမှုတဲ့အကျဉ်းသားကိုသူတို့ဘယ်တော့မှဆေးရုံတက်ခွင့်မပေးဘူးမှန်သည်ကျွန်တော်ဆေးရုံတက်ခွင့်မရစီလာကကျွန်တော်ခြေဘဝမှဒဏ်ရာများကိုအသေးချာဆေးကြောပေး၏ဆေးထည့်ပေး၏ ပတိတိစီပေဤနောက်ကျွန်တော်ကိုချက်ချင်းအထုအချုပ်ခန်းသို့ပြန်ပို့ဤအထုအချုပ်ခန်းမှာအကျဉ်းသားတယောက်စီတည်ထန့်ခွဲထားဤရောမထားနောက်တနေ့အနာစေတရန်စီပေကန်သို့ရောက်စဉ်ဇီလာကကျွန်တော်ကိုမေးဤပါပီမင်းတခြားအကျဉ်းသားတွေနဲ့ရောနေရမယ်အခန်းကျဲကျဲကို မပြောင်းကျင်ဘူးလားပြောင်းကျင်တာပေါ့မှန်သည်ထိုချိန်မှာကျွန်တော်အလွန်အားငယ်ပါသည်ဖြစ်နိုင်ရင်တယောက်တည်းမနေခြင်းအခြားလူများနည်းတွင်နေခြင်းဤအေးငါကြံကြည်အောင်မယ် ဇီလာဤကျေးဇူးကြောင့်နောက်တစ်နေ့တွင်ကျွန်တော်အခန်းကျဲသို့ပြောင်းရ၏အခန်းကျဲမှာလူ40ကိုစုထားသောအခန်းဖြစ်၏အထူးအချုပ်ခန်းပင်ဖြစ်၏ဤခန်းတွင်နေသောအကျဉ်းသားအလုံးမှာအထူးခုံရုံးတင်ကံရန်စောင့်နေကြသူများဖြစ်၏မကြမီအထူးပြည်ထန်တင်များကိုခံရမိသူများပင်ယခုအချိန်၌ကျွန်တော်တွင်အရေးကြီးဆုံးပြဿနာမှာခြေပေါ်ဝမှဒဏ်ရာများပျောက်ကင်းသွားရန်ပင်ဖြစ်၏သို့မှအနာဂတ်လွတ်မြောက်ရေးကြိုးပမ်းမှုများကိုကျွန်တော်ဆက်ကြံရမည်မဟုတ်လား ကျွန်တော်စိတ်ထင်ခြေဘဝမှဒဏ်ရာပြောက်အောင်အ ਨੇ စုံတလကုရအောင်မီနောက်ပြန်တန်ဆွမ်းရံမှာအ ਨੇ စုံတလလေ့ကျင်ရအောင်မီတလဖြင့်လဲရခြင်းမှရမီနှစ်လာလဲဖြစ်ကောင်းဖြစ်နိုင်ပြီကျွန်တော်အခမ်းမနေအဖို့ကျင်းသားများမှာလူစုံပြည့်တကြွင်ရောက်ပြီးမှခိုးမှုလူရမှုလူသားမှုထွက်ပြေးရန်ကြံစီမှုစသည့်ပြည်မှုသည့်တရားရက်ကိုကျူးလွန်ထားသူများဖြစ်၏ညဘက်တွင်ကျွန်တော်တို့အဖွဲ့တွင်လူ40မှ20စီခွဲပြီးတေသအိတ်စင်ကွပြည့်ရှိကြီးများပေါ်၌အိတ်ရည် ခြေတော်တပတ်စီကိုတန်ကျိုးများဖြင့်ကြည်ပြီးတန်ကျိုးအစကိုအိတ်စင်ခြေရင်မှတန်ပါရန်ကြီးတွင်တော့ခတ်ထား၏ည6နာရီမှစတော့ခတ်ပြီးမနေ့6နာရီထုံးမှပြန်ဖြေပေး၏နေဘက်တွင်မူအပြင်ထွက်ခွင့်မရတော့လဲအခန်းတွင်၌လွတ်လပ်စွာနေခွင့်စကားပြောခွင့်ရ၏ကျွန်တော်အတွက်ပြင်းချိန်မရှိပါကျွန်တော်တကြွမထွက်ပြေးစဉ်လမ်း၌တွေ့ကြုံခဲ့သည့်အတွေ့အကြုံများကိုသိကျင်၍လာမေးသူတဦးမဟုတ်တဦးကျွန်တော်ဘေးတွင်အမြဲရှိကျွန်တော်ဇာကြောင့်ကိုပြန်ပြောပြ၍ အိန္ဒိယလူရန်ရွာမှကျွန်တော်မယားနှစ်ယောက်ကိုပြေးပြီးခရီးဆက်သည့်အခန်းရောက်လျင်နားထောင်သူတိုင်းကျွန်တော်ကိုဝိုင်းအပြစ်တင်ကြ၏သူတို့သာဆိုလျင်ထိုရွာ၌ပင်တသက်လုံးနေကြတော့မည်ဟုပြော၏မှန်သည်ကျွန်တော်ပြိုင်မငင်းပါအားလုံးမှာကျွန်တော်အမှားများတာမဟုတ်ပေလားတကြွတို့ပြန်ရောက်ခဲ့သည်မှာသုံးပတ်ရှိသွားလေပြီခြေနာအနှဲငယ်တတ်တာသည်ဖြင့်ဘေးမှအမိတစ်ခုခုကိုကင်ပြီးဖြည်းဖြည်းချင်းဆန်းလျှောက်နိုင်သည့်အဆင့်ကိုလည်းရောက်လာလေပြီ။ ဘနာမစုံစမ်းစစ်ဆေးသည့်ခုံရုံးတွင်တကြွန်းဆေးယုံမှကျွန်တော်တို့ထွက်ပြေးစဉ်မိနေအောင်ရိုက်ပစ်ခဲ့မိသောထိုညဤတာဝန်ကြဝါရသုံးယောက်နှင့်ပြန်တွေ့၏သူတို့သုံးယောက်လုံးပင်ကျွန်တော်တို့ကိုပြန်မိပြီးတကြွန်းပြန်ရောက်လာခြင်းအတွက်အလွန်ဝမ်းသာနေကြ၏ကလေးစားပြန်ခြေခြင်းသည့်အသွင်ရံများမှလည်းသူတို့မျက်နှာတွင်အထင်ရှားပေါ်နေ၏သူတို့သုံးယောက်လုံးပင်ကျွန်တော်တို့လွင်မြောက်မှုအတွက်ပြည်ထောင်အကြီးအကျယ်ခံရ၏ပြင်သစ်အမိနိုင်ငံတို့ပြန်နေခွင့်ရမည်ခွင့်ရရှိ6လဆုံး၏ တနည်းအထူးအပိုလာစာအဖြတ်ခံရ၏သူတို့အဘယ်သို့ကြည်နိုင်ကြမည်နီဗနာမစုံစမ်းစစ်ဆေးမှု၌ကျွန်တော်တို့ကိုအဓိကထား၍စင်မေးသည်မှာပင်လေကိုဖြတ်ကူးနိုင်ခဲ့သောလှေကိုအဘယ်သို့ရခဲ့တယ်ဟူသောမေခွင်းပြည့်၏ကျွန်တော်တို့အမှန်ကုန်မဖြေပါအမျိုးမျိုးလောက်ချံပြည့်အဖြေပေးခဲ့ကြ၏စုံစမ်းစစ်ဆေးရေးဥက္ကရာကကျွန်တော်အပေါ်လုံးဝမကျေနပ်ကြီးလေသောအပြစ်ဒဏ်မရရအောင်သူလုံးမြေဟုချင်းချောက်၏ကျွန်တော်အချိန်ဒီမှာတနည်းထက်တနည်းပူပူသက်သာလာပါသည် ศีลาဤကျေးဇူးကြောင့်ပင်ศีลาသည်မနက်တစ်ချိန်ညနေတစ်ချိန်ကျွန်တော်ထံလာပြီးအနာသက်သာအောင်အမျိုးမျိုးပြုစုပေးဟိနှိပ်ပေးဟိကျွန်တော်အခမ်းပေါ်များကလည်းကျွန်တော်အပေါ်အလွန်ကောင်းကြရှာပါပြီကျွန်တော်လမ်းလျှောက်လေ့ကျင့်သည့်အခါတိုင်းကူတွဲပေးဟိသူတို့အားလုံးပင်ကျွန်တော်ဤပင်လေပင်ကြီးအားဖြတ်ကျော်ပြီးလွမြောက်ရေးအတွက်စွန်စားဝင်ခဲ့ကြသည်ကိုချီးမွမ်း၍မဆုံးကြအချို့ကလူတွဲပေယုံတွင်မဟုတ်ศีลาချန်ထားသောအယောင်ရော့စေနိုင်သည့်စီများဖြင့်ကျွန်တော်ခြေဘွားများကိုပြန်တန်လာစေရန် ကူနှိပ်ပေးကြ၏အခန်း၁၇အာရနှင့်ပြည့်ဝစေကျွန်တော်နှင့်အတူနေသောအကျဉ်းသားများတွင်၌လူထုအကျဉ်းသားနှစ်ယောက်ရှိ၏သူတို့နေရာလုံးမြည်သူနှင့်များစကားမပြောသူတို့အချင်းချင်းသာပြော၏ပြောသည့်အခါ၌လည်းဘယ်အခါမှအကျယ်ကျယ်မပြောငကိုကြားကြားယုံမြပြောတတ်၏ဒီနေ့တွင်စီလာယူလာသည့်အမေရိကန်စီကရက်များထဲမှနှစ်လိပ်ကိုသူတို့ကိုကျွန်တော်ပေးလိုက်၏နှစ်ယောက်လုံးပင်ကျေးဇူးတင်ကြောင်းပြန်ပြောပြီးကျွန်တော်ရှိမှပင်မိညိတောက်ကြ၏ စီတာနဲ့ခင်ဗျားတော်တော်ခင်သလားနှစ်ယောက်တည်းမှတယောက်ကကျွန်တော်ကိုပထမဆုံးစကားစာပြော၏ခင်လေသိခင်တာပေါ့ကျွန်တော်ရဲ့တစ္ဆာအရှိဆုံးရဲဘော်ဟောင်းတယောက်ပါ ကောင်းတယ်ဒါဆိုရင်ကျွန်တော်တို့တည်တံ့ကြခဲ့ရင်ကြတဲ့နေ့မှာကျွန်တော်တို့စိုးရဲမှာဟွက်ထားတဲ့ငွေတွေကိုသူ့စီကပဲတဆင်ခင်ဗျားစီပို့ခိုင်းလိုက်မယ်ဘာငွေပို့ခိုင်းမယ်ဟုတ်တယ်ကျွန်တော်တို့တည်တံ့ကြသွားပြီဆိုရင်ကျွန်တော်တို့မှာရှိတဲ့ငွေကလည်းကျွန်တော်တို့အတွက်ဘာမှအသုံးကျတော့မှာမဟုတ်ဘူး ခမည်းကိုပေးရတဲ့ရွေချက်ကခမည်းရဲ့ပြီးခဲ့တဲ့စွန်းစားမှုတွေကိုဂုံယူပြီးသဘောကျလွန်းလို့နောက်ထပ်တစ်ကြိမ်ကြံရင်အသုံးချနိုင်အောင်အတွက်ပါခမည်းတို့ကတကယ်တည်ရန်ကြနိုင်တဲ့အခြေအနေရှိလို့လားရှိုံနေမကဘူးလေကြဖို့တရားတော့ပဲဒါဖြင့်ဘာဖြစ်လို့ခမည်းတို့ကိုတီးတန့်ခွဲမထားပဲဒီအခန်းထဲတခြားလူတွေနဲ့လာစုထားတာလေတီးကြကျွန်တော်တို့ကိုခွဲထားရင်ကျွန်တော်တို့ကိုကျွန်တော်တို့သက်သေးလိုက်မှသူတို့ကြောက်လို့อืมဒါလည်းဖြစ်နိုင်တာပဲပြဿနာကဘယ်လိုဖြစ်လာတာလဲ ကျွန်တော်တို့အရက်အဆောင်တယောက်ကိုအရှင်လက်လက်ပြည့်စိတ်စာကြွေးပြီးတတ်ပြစ်ခဲ့ကြလို့ပြည့်စိတ်စာကြွေးပြီးတတ်တယ်ဟုတ်တယ်ဘယ်လိုကြွေးတာလဲပြောရမှာတော့အရှိကြီးဗျာတူတူပြောရရင်ဖြစ်တာကဒီလိုကီလိုမီတာ40နှစ်စကန်းဆိုတာခင်ဗျာကြားဘူးသလားဒီစကန်းကတိတ်ခုတ်ရတဲ့စကန်းဗျာစိတ်လော်ရင်ဆိုတဲ့ကျွန်းကမိုင်40အကွာမှာရှိတဲ့စကန်းအဲ့ဒီစကန်းမှာအကျဉ်းသားတယောက်ဟာသုံးကုဘပေးရှိတယ်တေတုံတေတုံရအောင်နေတိုင်းခုတ်ရတယ် လူတရားကိုဒီနေ့သုံးကုဘပဲရှိတဲ့တေတုံတုံရအောင်ခုတ်ဖို့ဆိုတာမလွယ်ဘူးအင်မတန်ခက်တာခုတ်ပြီးတဲ့တေတုံကိုသူတို့ဘာလုပ်တယ်လဲဘာမှမလုပ်ဘူးစိတ်အနေနဲ့လာမှတ်သွားပြီးနောက်တနေ့အစ်စ်ဆက်ခုတ်ခိုင်းတယ်မသေးသေးအောင်အလုပ်ကျန်းခိုင်းတဲ့သဘောပေါ့လူတယောက်တည်းခုတ်ဖို့ဆိုတာလည်းမလွယ်ဘူးတယောက်နဲ့တယောက်ကူပြီးညှိပြီးခုတ်မှရတာကျွန်တော်တို့နှစ်ယောက်ကတော့အမြဲညှိပြီးခုတ်နေကြဆိုပါတော့ဗျာဒီနေ့တော့ကျွန်တော်တို့နှစ်ယောက်သုံးကုဘပဲပြည့်အောင်မရဘူးညနေဝါရလာစစ်လို့ပြည့်အောင်ခုတ်နေတာမတွေ့တာနဲ့ အဲ့ဒီညာကျွန်တော်တို့နှစ်ယောက်လုံးအပြစ်ဒဏ်ခတ်တဲ့အခန်းထဲပိတ်ပြီးထမင်းမကြွေးဘူးရေမတိုက်ဘူးနောက်တနေ့ကျတော့အဲ့ဒီနေ့တွေတစ်ကိုရာကမဟုတ်ဘူးမနေ့ကမပြည့်တဲ့တစ်ကိုရာပါရအောင်ဆက်ခုတ်ခိုင်းတယ်ထမင်းမကြွေးရေမတိုက်ပဲနှစ်ရက်စာကိုရာပါပြည့်အောင်ပဲခုတ်နိုင်မလဲဗျာအဲအဲ့ဒီနေ့မှလည်းမရပြန်ဘူးဆိုတော့အဲ့ဒီနေ့ညလည်းထမင်းမကြွေးရေမတိုက်ပဲနောက်တနေ့မှပထမနေ့အတွက်ရောဒုတိယနေ့အတွက်ရောလူနေတဲ့တစ်ကိုရာကိုပြည့်အောင်ဆက်ခုတ်ခိုင်းပြန်တယ်ခင်ဗျစဉ်းစားကြည့်ဗျာ ဘယ်တော့ပြင်ပန်းပြီးဘယ်တော့ဆင်းရဲမလဲဆိုတာဒီလိုအပြစ်ခံရတဲ့အကျဉ်းသားကိုသူတို့ကလွတ်ထားတာမဟုတ်ဘူးအသေးချာစောင့်ကြည့်နေပြီးမကြာခဏလဲခေါ်ခေါ်ရိုက်သေးတယ်နောက်ဆုံးတော့ဗျာပူပြီးအခရခက်အောင်ရိုးရိုးဝါရတောင်အဆောင်မချတော့ဘူးအရက်အဆောင်တစ်ယောက်ကိုခေါ်ပြီးစောင့်ခိုင်းတယ်ညှင်းဆဲခိုင်းတယ်ကျွန်တော်တို့ကိုလာအဆောင်ထားတဲ့အရက်ကလည်းရက်ဆက်လိုက်တဲ့စီမှာတန်းကုန်ပဲဗျာအမျိုးမျိုးနောက်ကကျိန်နဲ့ရိုက်အစာမစားရရေမတော့ရတာကြာပြီဖြစ်တယ်ကျွန်တော်တို့အနားမှာလာပြီး အစာစပြရေတောက်ပြအနဲ့အမျိုးမျိုးမခံချင်အောင် လုပ်တယ်ဆိုပါတော့ဗျာကျွန်တော်တို့လည်းနောက်ဆုံးမခံနိုင်တဲ့အဆုံးမှာဘယ်လိုကြံကြတယ်လဲဆိုတော့သူ့ကိုလက်ထိုးရတော့တာပဲကျွန်တော်တို့ကိုယ်ထဲမှာဝတ်ထားတာဖရန့်ဝင်3000စီရှိတယ်အဲ့ဒီငွေတွေကတနေ့စာကိုရာတစ်ကိုဖရန့်ဝင်50ပြည့်ပြီသူ့စီကဝယ်တယ်သူကဝါရရီစီအပြည်သားတစ်တွေတဲကခိုးပြီးဖြည့်ပေးတယ်ဒီလိုနဲ့ဖရန့်ငွေ2000ကုန်တဲ့အခါကျတော့ကျွန်တော်တို့လူနေတဲ့ကိုရာသစ်တွေအလုံးနဲ့ပြည့်သွားရောဆိုပါတော့ဗျာအဲ ကိုရာပြည့်လို့ပြန်အဆင်ပြေသွားတဲ့အချိန်ကစပြီးနောက်တော့ကျွန်တော်တို့လည်းဘယ်လိုလုပ်လဲဆိုတော့တစ်ကိုရာခုတ်လို့မပြည့်တဲ့ခါတိုင်းအရက်ခိုးပေးတဲ့နေရာကိုသွားပြီးလူတွေရဲ့တစ်ခိုးပြီးဖြေးကြတယ်လူတွေကလည်းကြာလာတော့တဖြည်းဖြည်းနဲ့အရွေကလည်းရုတ်လာပြီအဲ့ဒီမှာဘယ်လိုဖြစ်ပြန်လဲဆိုတော့ဒီနေ့ကျွန်တော်တို့လူတွေရဲ့တစ်တွေကိုသွားခိုးကြတော့အရက်ကကျွန်တော်တို့အနောက်ကလိုက်ချောင်းပြီးနောက်မိရောဆိုပါတော့သူကဖရန့်ငွေ900တောင်းတယ်မပေးရင်ဝါလာတွေကိုတိုင်မယ်လို့ပြောတယ် ကျွန်တော်တို့ကလည်းတခိုးချင်းအတူတူမို့သူတကယ်တန်ရဲလိမ့်မယ်မထင်ဘူးလေ။ဒါကြောင့်မပေးမိဘူး။မပေးဘူးဆိုရင်ပဲညံ့နေကြတော့အရက်ကဝါရာရီခေါ်ပြီးရောက်လာကြရော။ဝါရာရီကျွန်တော်တို့ကိုညှင်းဆဲကြပုံကပြန်ပြောပြဖို့တောင်းမကောင်းဘူး။လူကိုတုံးလုံးချွတ်ခိုင်း။နောက်ကျွန်တော်တို့ခိုးထားတဲ့သစ်တွေကိုခိုးတဲ့နေရာကသစ်ခုတ်တဲ့နေရာရောက်တဲ့အထိခောက်တုံခောက်ပြန်တဲခိုင်းတယ်။အရက်ကကျွန်တော်တို့အနောက်ကလိုက်ပြီးသွားလာလာနှိပ်သွားတာနဲ့ကြာပွင့်နဲ့နောက်ကရိုက်ခိုင်းတယ်။ အစားနဲ့ရေလုံးဝမပေးပဲနှစ်ရက်တိတိအဲ့ဒီလိုခောက်တုံခောက်ပြန်တဲခိုင်းနေတော့နောက်ဆုံးကျွန်တော်မြေပေါ်ပုံလဲရောလဲတော့အရက်ကအကြဘုတ်နဲ့ဆက်ရိုက်နောက်ဆုံးသူပါလို့လဲဆိုရင်လူအသားစားတဲ့ပျော့စိတ်အနီအုံကြီးတစ်ခုသွားရှာခဲ့ပြီးကျွန်တော်တို့မျက်နှာပေါ်ကိုပေါ်လိုက်ချပေးတယ်ဘယ်တော့အခမ်းအခက်မလဲဆိုတာခမရစဉ်းစားကြည့်စမ်းဗျာဒီပျော့စိတ်တွေကကိုကိုပေါ်ကြပြီဆိုတာနဲ့ရိုးရိုးခါပြစ်လို့ရတာမဟုတ်ဘူးပွတ်တက်ပြီးတေသွားမှဖယ်လို့ရတာ ကျွန်တော်တို့ကလည်းအမောဆုပ်ပြီးမလှုပ်နိုင်မရှက်နိုင်ဝါရာတွေကပျော့စစ်တွေနဲ့ဒဂိုလုံးပြည်နေတဲ့ကျွန်တော်တို့နှစ်ယောက်ကိုခြေတော်တွေကတရွတ်တိုက်ဆွဲပြီးအမောင်ကန်းထဲမှာဆယ်ရက်သွားပစ်ထားတယ်။သုံးရကြရင်ပဲအသာစားပျော့စစ်ကြိုက်တဲ့တန်နဲ့ကျွန်တော်မျက်လုံးတစ်ဖက်လုံးလုံးကန်းရောဆယ်ရက်ပြည့်လို့အမောင်ကန်းထဲကထုတ်ပြီးသစ်ပြန်ခုတ်ခိုင်းတဲ့အခါကျတော့တခြားကျင်းသားတွေကညဘက်သူတို့ဟာသူတို့ဆွေးနွေးပြီးကျွန်တော်တို့နှစ်ယောက်ကိုအကူအညီပေးဖို့ဆုံးဖြတ်ကြတယ်။နေ့တိုင်းကျွန်တော်တို့ပြန်ကျမ်းမာလာတဲ့အထိကျွန်တော်တို့ကိုယ်တော်တစ်တွေကိုကူခုတ်ပေးတယ် ဒါနဲ့ကျွန်တော်တို့နောက်ဆုံးမသေးပဲပြန်ကျမ်းမာလာရောပြန်ကျမ်းမာလာတယ်ဆိုရင်ပဲကျွန်တော်တို့စိတ်ထဲမှာအပြတ်ဆုံးဖြတ်ထားတာကကျွန်တော်တို့အပေါ်အမျိုးမျိုးရက်စက်ထားတဲ့အာရက်ကိုကလေးစားချေဖို့ပဲတနေ့တော့တောနဲ့နဲ့ထဲမှာလူသားစားပြည့်စုံအုံကြီးတစ်ခုကိုကျွန်တော်တို့ရှာတွေ့တယ်ကျွန်တော်တို့အဲ့ဒီပြည့်စုံအုံရှိတဲ့နေရာကိုအသေးချာမှတ်ထားပြီးအာရက်ကိုချောင်းပြီးမိနေအောင်နောက်ကရိုက်ပြည့်စုံအုံရှိတဲ့အထိသေးသွားနောက်ကျုပ်တို့ခံရတော့ကလို့ပဲသူတကောလုံးအဝတ်တွေချွတ်တစ်ပင်မှာဇောက်ထိုးဆွဲ Now ပစိန်ပြားနဲ့တကောလုံးဓာရလေးတွေပေးပြီးပျော့ဆွေအုံကို သူ့အပေါ်ချပေးလိုက်တော့တာပဲအာရခံရပုံကတော့ဘာပြောကောင်းမလဲကျွတ်တို့ခံရတော့ကထက်တော်ဆိုသေးတယ်နှစ်ရက်နဲ့တမနစ်တီတီအလူအလဲဝတ်ခံပြီးမှတည်သွားတယ်ပြက်ကနာကဒီအတိုင်းပြစ်ထားလိုက်ရင်ကောင်းတာကျွတ်တို့တတ်ထားတဲ့နေရာကတုံးတဲ့ထဲမှာဆိုတော့ဘယ်သူမှလည်းအလောင်းရှာတွေ့နေတာမဟုတ်ဘူးဒါပေမဲ့ဖြစ်ချင်တော့ကျွတ်တို့ကတတ်ထားတဲ့လက်ရာကိုပို့ပြီးအစပြောက်သေးကြအောင်ဆိုပြီး အာရက်အလောင်းကိုမြေမြုပ်ပြစ်လိုက်ဖို့စီစဉ်ကြတယ်။ဝါရာတွေကလည်းအာရက်ပြောက်သွားကြတဲ့ကကျွတ်တို့လက်ချက်ပဲလို့အပြက်ယူစားပြီးကျွတ်တို့အနောက်ကမတိမတလိုက်ချောင်းနေကြတယ်။ကျွတ်တို့ကလည်းမသိဘူး။ပထမအလောင်းမြုပ်ဖို့ဂျောင်းကောင်းကောင်းမှတွန်းတူနောက်အာရက်အလောင်းကိုသွားယူတယ်။အလောင်းကကျွတ်တို့သွားယူတော့အသားကပျော့စစ်တွေစပစ်လိုက်လို့အယုတ်ပဲကျန်တော့တယ်။အဲ့ဒီအယိုးစုကြီးကိုတစ်ပင်က ကျွတ်တို့ပြန်ဖြုတ်နောက်အသင့်တူးထားတဲ့တွန်းထဲမှမြုပ်ဖို့လုပ်နေတော့နောက်ကလိုက်ချောင်းနေတဲ့ဝါရာတွေကျုပ်တို့ကိုမိတော့တာပဲ။ ဒါကြောင့်ကျုပ်စောစောကပြောတာအလောင်းတွေကိုလက်ပုလက်ကျက်မိထားတာမို့တည်ရန်ခံရဖို့ပဲများတယ်ဆိုတာကျွန်တော်တို့အတွက်မျောလင်းချက်ရောင်ကြီးကိုအဘယ်သို့ပေးရမည်မသိပါထို့ကြောင့်တို့အမှုကိစ္စနဲ့ပတ်သက်ပြီးဗာမျမဆွေးနွေးတော့ဒါတော့နေပါဦးဗျာခင်ဗျားတို့တခြားလူတွေကိုဘာပြုလို့စကားလုံးဝမပြောဘဲနေကြတာလဲတခြားမဟုတ်ပါဘူးကျွန်တော်တို့ကစဉ်းစားကြည့်တယ်အရက်ကိုတတ်ပြတဲ့အတွက်တော့ဘယ်သူမှကျွန်တော်တို့ကိုအပြစ်တင်ကြမှာမဟုတ်ပါဘူးဒီလောက်ရုံပါတဲ့အကောင်ပဲ ါပေမဲ့ကျွန်တော်တို့ကဒီကောင်ကိုတတ်ကြတဲ့စီမှာရိုးရိုးမတက်ပဲအသားစားပြွေးစိတ်ကြွေးပြီးတဖြည်းဖြည်းညှင့်ပြီးမှတတ်တာဆိုတော့ကျွန်တော်တို့အပေါ်မှာဝိုင်းမုံပြီးရန်ချာကြမှာဆိုလို့ဟာဘယ်သူမှရန်မချာပါဘူးတခြားလူတွေရဲ့သဘောကတော့ကျွန်တော်တို့ဘယ်လိုရှိမယ်ဆိုတာအတိအကျမပြောနိုင်ပေမဲ့ကျွန်တော်သဘောကိုပြောရရင်တော့ခင်ဗျားတို့လှုပ်တာအားလုံးတရားတယ်ခင်ဗျားတို့နေရာမှာကျွန်တော်ဆိုရင်ခင်ဗျားတို့တတ်ခဲ့တယ်လို့ပဲအဲ့ဒီအားရအဆောင်ကိုတတ်မှာပဲ မတို့သုံးတဲ့နီးထဲတခြားရက်ဆက်တဲ့နီးရှာလို့ရနိုင်ရင်တောင်ရှာပြစ်တတ်အောင်ပဲဘယ်နဲ့ဗျာလူလူချင်းပေါ်ဒီလောက်ရက်ရက်ဆက်ဆက်ပြုတ်ဝင်တဲ့ကောင်ဒီမှာကလစားချေတယ်ဆိုတာတရားတာ မတရားတာတခြားလူတွေလက်ခံနိုင်တာလက်မခံနိုင်တာဘာမှအရေးမကြီးဘူးကိုယ်စိတ်ထဲမှာကိုယ်လုပ်တာမှန်တယ်ဆိုတာကိုယင်တဲ့နှလုံးထဲကကိုယ့်ဟာကိုယ်ယုံကြည်ထားဖို့အရေးကြီးတာကျုပ်ခင်ဗျားတို့ငွေလည်းအမွေဆက်မခံကြပါဘူးဒီရန်လည်းမခံကြရပါစေနဲ့တကယ်လို့ခံရရင်လည်းဘာမှဝမ်းနေကြမလို့ဘူး ကိုကိုခေါင်းပြတ်ဆက်တဲ့တတ်မှာခံရလာစက္ကန့်30မပြည့်ဘူးသေပြီးလူဟာတည်တည်နေမွေးတည်နေပဲကိုရန်သူကိုဘောမကြင်နဲ့နိုင်တဲ့ရန်ကြွေးရှိသူကိုတတ်ခဲ့တော့ကသူခံရတာကနှစ်ရက်နဲ့တမနဲ့ဆိုတော့နာရီပေါင်း60လုံးလုံးတန်တယ်ပြိုတိတ်တန်တယ်ခင်ဗျားတို့ဘက်ကဘာမှရှုံးစရာမရှိတော့ဘူးကျွန်တော်စကားကြောင့်တို့မျက်နှာဝင်း၍သွား၏ကျင်းနဲ့နှစ်သိမ်းမှုရသွားကြပုံလဲရ၏တို့မူလထိုင်တတ်သောနေရာသို့ထပြန်သွားကြ၏စကားလဲငကိုတိုင်းပင်မြေသူကိုမြတ်ဆက်မပြောပါ အခန်း38အပြည့်မတော်၍လူသားစားခဲ့ရာဟေးခြေတစ်ဖက်ကောရုတ်ကြော်လူစားလိုက်ပြီလေတဖက်အစွန်းမှ မောင်ကြီးမဲတဲ့အော်လိုက်တန်ဖြစ်ဤနောက်မိမတန်ဖြင့်တယောက်ကဟန်ပါပါဖြင့်စပွေးလို့ရီအသားကိုပြော့ပြော့လေးလှုပ်ပါခွေငါကနူးနူးညံ့ညံ့လေးမှစားကျင်တာမီယောကောင်းမပါစီနဲ့နော်ညာဘက်အိပ်ပြော်လူအိပ်ပြော်ခင်ချင်းတွင်မကြာခဏကျွန်တော်တို့ကြာရသောအတန်ဖြစ်ဤကျွန်တော်အတိတ်ဘက်ကိုသဘောမပေါက်ပါတယောက်ယောက်နောက်ပြောင်ပြောင်းနေခြင်းဖြစ်ဒီကုန်မူကျွန်တော်သိ သို့သောမကြမီအတိတ်ပဲအပြည့်ဆုံးကျွန်တော်သဘောပေါက်ခွင့်ရပါသည်ပြောပြသူမှာမာရီယက်ဆိုသူဖြစ်မာရီယက်မှာဖောက်ထွင်းဝိဇာတူဖြစ်သူအဖေဒီတန်မှာကျွန်တော်နဲ့ညီအောင်လုပ်ငန်းတစ်ခုတွင်တွေ့လို့ဖူး၏ထို့ကြောင့်ဒီနေ့သူအဖေအကြောင်းပြောကြရင်သူနဲ့ကျွန်တော်အလွန်ရင်းနှီးသွား၏မာရီယက်မင်းတကြွကထွက်ပြေးဖို့တခါမှစိတ်မကူဘူးလားစိတ်ကူးမိုံတင်ပဲကမလဲဘာဘီလွန်ကျွန်တော်တို့အပြေးကောင်းလို့နောက်ဆုံးဘယ်လိုဘဝရောက်ခဲ့တယ်ဆိုတာခင်ဗျမသိသေးဘူးလား မသိဘူးညဘက်မကြာခဏអော်တယ်မဟုတ်လားဟေးခြေတစ်ဖက်ပဲရောက်သွားပြီလေပြုတ်ကျော်လှုပ်ရှားလိုက်ပြီဆိုတာကျွန်တော်တို့အကြောင်းပေါ့ကျွန်တော်တို့ကိုနောက်ပြီးអော်ကြတာဘယ်လိုဖြစ်တာလဲပြောရရင်တော့အရှိကြီးဗျာဖြစ်ကြပုံကကျွန်တော်တို့လည်းနာမည်ကျော်ကီလိုမီတာ42စက္ကန့်မှာအညစ်မခံနိုင်လို့နောက်ဆုံးထွက်ပြေးကြတယ်ဤရေအဖွဲ့ကအလုံး6ယောက်ပါတယ်ကျွန်တော် DD ဂျင်းဂဂီစီဘီနဲ့နောက်ခြေတစ်ဖက်ပြတ်နေတဲ့လူလင်တကောင်နဲ့ အသက်23နှစ်လောက်ရှိတဲ့ကောင်လေးတစ်ယောက်ဗျာဒီဒီနဲ့ဂျင်းကညီကိုရင်ကျွန်တော်စခန်းကလစ်ထွက်လာကြတော့ကတော့အလုံးချောချောမောမောပဲဒါပေမဲ့ပင်လယ်ခီးကိုဘယ်သူမှကြွန့်ကျင်တာမဟုတ်တော့ထွက်ပြေးနေနိုင်လောက်ကြရဲဆိုရင်ပဲ dash ပိုင်းနယူဂီနီကမ်းဘတ်မှာတောင်းတင်းကုန်ကြရောလေကအကန့်ရောက်ခါလီမှာမှောက်သွားပြီးလေဘောကရိတ်ခါတို့အဝတ်တို့ဘာမှကျွန်တော်တို့မယူလိုက်နိုင်ကြဘူးအသက်လူပြီးကန့်ရောက်အောင်ပဲမနေသွားကြရတယ်ကန့်ရောက်တော့လေကုန်းနှမ်းကတော့နေကြီးဗျာ ျွန်တော်တို့ကလည်းဘယ်သွားလို့ဘယ်လာရမှလည်းမသိဘူးလမ်းလည်းဘယ်လိုစရှာရမှမသိဘူးဒီတော့ကျွန်တော်တို့တိုင်ပင်ပြီးလူစုသုံးစုခွဲပြီးလမ်းရှာဖို့ဆုံးဖြတ်လိုက်ကြတယ်ဒီဒီနဲ့ဂျင်းတို့ညီကိုကတစ်ဖွဲ့ကျွန်တော်နဲ့ဂဂီစီပီကတစ်ဖွဲ့နောက်ခြေပြက်လူလိန်နဲ့ကောင်လေးကတစ်ဖွဲ့ပေါ့ဗျာကျွန်တော်တို့လမ်းရှာထွက်တာဆက်နှစ်ရက်လုံးလုံးကြာတယ်ဘာမှရှာမတွေ့ဘူးတော့ကလည်းနှဲလိုက်တာသွားရလဲခက်လိုက်တာ အစာအိမ်စာကလည်းဘာမှကိုမရှိဘူးနောက်ဆက်နှစ်ရက်ကြာတော့ဗျာ ဘယ်ကနေလမ်းပျောက်သွားကြတာလဲမသိဘူးကျွန်တော်တို့ပထမဆုံးလူစုခွဲတဲ့နေရာမှာပဲနောက်ဆုံးအလုံးပြန်ဆုံမိကြတယ်ပထမဆုံးဆုံမိတဲ့အဖွဲကဒီဒီညေကိုအဖွဲနဲ့ကျွန်တော်တို့အဖွဲလူတွေကလည်းဆက်နှစ်ရလုံးလုံးအစာပြတ်ရေပြတ်ထားတာမို့အပြတ်ပြီးမလဲယုံတင်မဲ့ပဲရှိကြတော့တယ်ကျွန်တော်တို့ဘာဆက်လုပ်သင့်ကြလဲဆိုတာဝိုင်းတိုင်ပင်ကြတယ်လေးယောက်စလုံးပဲဒီအတိုင်းဆက်နေကြလို့တော့အသေးကြုံပဲရှိမယ်ဒီတော့အသေးခံမဲ့အစား dash အာနာပိုင်တွေစီမှာပဲသွားအဖမ်းခံလိုက်တော့မယ် dash အာနာပိုင်တွေစီအဖမ်းခံရဖို့ကတော့အလွယ်လေး ကန့်ဆက်ပြန်သွားပြီးတစ်ပင်ထိပ်ပုံမှာအဝိဖြူတစ်ခုထောင်ပြထားရင်ကင်းလဲ့နေတဲ့တင်မောတစည်းစည်းတော့မကြခင်ရောက်လာမှာပဲနောက်ကျွန်တော်တို့ပြောင်းနေတဲ့ခြေပြက်နဲ့သူ့ကောင်လေးအဖွဲ့ကိုလိုက်ရှာဖို့ဆုံးဖြတ်ကြတယ်အဲ့ဒီလိုဆုံးဖြတ်ပြီးစရှာမယ်လို့တော့ပဲခြေပြက်ကသူ့သစ်သားခြေသူကြီးတစ်ဖက်နဲ့ထုတ်နဲ့ထုတ်နဲ့နဲ့ပြန်ရောက်လာပါလေရောဗျာသူ့ကိုကြည့်ရတာအံ့စရာဘာမှလည်းကျွန်တော်တို့လိုပင်ပန်းပုံအပြတ်နေပုံမရဘူးဒီဒီကသိပ်ပါတဲ့ကောင်ခြေပြက်လူလင်ကိုမြင်လိုက်တာနဲ့ဒီကောင်ဘာလုပ်ခဲ့ပြီဆိုတာသူချက်ချင်းရိပ်မိတယ် ဒါနဲ့သူကမေးတယ်ဟိုကောင်လေးရောနောက်မှကြံခဲ့တယ်ဒီကောင်လက်မလျှောက်နိုင်တော့ဘူးလို့ပြောတယ်မင်းမညာနဲ့မှန်မှန်ပြောဒီကောင်လေးဘယ်မှာလဲငါမညာပါဘူးနောက်မှရှိပါတယ်မင်းတို့စီအကူကြီးတောင်းဖို့ပြန်သွားပါဆိုလို့ငါပြန်လာတာမင်းခြေတော့မှဆွတ်ထားတာဟိုကောင်လေးဖက်နဲ့မဟုတ်လားဟုတ်တယ်လေသူကဝတ်ပါဆိုလို့ငါဝတ်ထားတာမင်းကိုကြည့်ရတာငါတို့လို့ဘာမှလည်းမောလာပုံပန့်လာပုံမရဘူးပြဆန်းမင်းအထက်မှာဘာလို့ရှိလဲဒီဒီကခြေပြက်လူလင်ရဲ့ပခုံးမှာလွယ်ထားတဲ့အိတ်ကိုဆွဲလုပြီးဖြွင့်ကြည့်လိုက်တယ် ဘာတွေလဲသိလားအသားကြောက်တွေဒီဒီကဘာမှရှည်ရှည်ဝေးဝေးဆက်မေးမနေတော့ဘူးသူ့ခါကြကဓာတ်ကိုယူပြီးခြေပြလူလိန်ကိုထုတ်တက်လိုက်တော့တာပဲတက်ပြီးတော့ကျွန်တော်ကဖြတ်မေးလိုက်တက်ပြီးတော့ဘာလို့ရမှာလဲသူ့ကောင်လေးကိုလှုပ်ခဲ့တယ်လို့ပဲသူ့အသားကိုလည်းကျွန်တော်တို့လှိပြီးကင်စားကြတော့တာပေါ့လူတွေကလည်းအာဟာရပြက်ပြီးသိကြရတော့မယ်မဟုတ်လားမင်းတို့အလုံးစားကြတာပဲလားမစားဘူးကန့်ဆက်သွားပြီးခဏန်းတို့ခရုတို့သူရှာစားတယ်ငတ်ခံတယ်နောက်တော့ နောက်တော့ Dutch Kingdom စစ်သားတွေကကျွန်တော်တို့ကိုဖမ်းပြင်းစစ်အာဏာပိုင်တွေလက်ထက်ပြန်လွှဲပေးလိုက်တာပေါ့လူသက်ဆက်ခဲ့ကြတဲ့ကိစ္စကဒီကိစ္စကအစကတော့ဘယ်သူမှမသိဘူးဒါပေမဲ့ဂဂီစီဘီကနှုတ်မလုံဘူးထောင်ပြန်ရောက်တော့တခြားကျင်းသားတွေကိုပြန်ပြောပြလိုက်တဲ့ခုတော့ဒီသတင်းကတယောက်နာကတယောက်တစင်ကြပြီးထောင်ဝါဒတချို့တောင်သိနေကြပါပြီဗနမစစ်ဆေးတဲ့ခုံရုံးမှာတော့လူသက်ဆားကြတဲ့အကြောင်းကိုအကုန်ဝိုင်းညင်တယ်ဂဂီစီဘီကလည်းဝန်မခံဘူးညင်းတယ် ဒါပေမဲ့ဒီကောင်ပါဇက်ကလုံတာမဟုတ်တော့ဒီကောင်ကိုပဲစိတ်ပူနေကြရတယ်။ကြောက်စရာဇလန်းကြည့်။နောက်တစ်ပတ်ခန့်အကြာအမောင်တူတဲ့တွင်ကပီစီပီဒါနဲ့အထုတ်တ်ခံရ၏။မြည်သူတချင်းဖြစ်နိုင်ဒီကိုကျွန်တော်တို့အလုံးမှန်စာကြည့်ရ၏။သို့သောလူသက်စားကြကြသည့်ကိစ္စကုန်မူထောင်အာဏာပိုင်များမြည်သူများခုံရုံးတွင်ပေါ်အောင်ဖော်ဆောင်နိုင်တော့မည်မဟုတ်။ဂလိုစီမှာယခုကျွန်တော်ဘေးနဲ့အိတ်မာဂျူရမမူမြည်သည့်ဒဏ်ရာများရထားသူမဟုတ်သည်ဖြင့် ်တည်တံ့ခွဲချုပ်ထားသည့်အခန်းကျင်းလေး၌ပင်ဆက်အချုပ်ခံရ၏ကျွန်တော်မှလည်းယခုတွေ့သူမရှိဘဲမတရား၍ရနေလိမ့်မည်နေဘက်တွင်အပြင်သို့လန့်မြင်နိုင်သောပြရင်ပေါင်ငယ်လေးမှကျွန်တော်အပြင်သို့လန့်ကြည့်၏ကျွန်တော်တို့အချုပ်ခံကြီးကိုကင်းသမားများထူထပ်စွာချထားသည်ကိုတွေ့ရ၏သိကြလိမ့်မည်ယခုလောလောဆယ်တော့မြည်သောများဤအချုပ်ခံမှလွတ်အောင်ပြေးနိုင်တော့မည်မဟုတ်ကျွန်တော်ဆက်ခံရမည်အထူးအပြစ်ဒဏ်ကိုလည်းမြည်တို့ခံကြရမည်ကိုအားလုံးသိနေ၏။ရောက်သည့်နေ့ကထောင်ပိုင်ကြီးပြောသည့်အတိုင်း စိန့်ဂျိုဆက်ကျွန်းမှအတန်လုံတိုက်ခန်းများတွင်နှစ်ချီအပိတ်ခံရမည်စိန့်ဂျိုဆက်ကျွန်းထောင်မှလွတ်အောင်ပြေးနိုင်သူမှာနှစ်ပေါင်း80တွင်လူတယောက်များမရှိသေးပါကျွန်တော်လည်းပြေးနိုင်မည်မဟုတ်သည်မှတေချာ၏ထို့ကြောင့်အတန်လုံခန်း၌မြေတို့ဖြစ်စေခံရမည်ပြစ်ဒဏ်ဆုံးသည့်အထိခံနိုင်အောင်ကိုယ်ကိုယ်ကိုပြင်ဆင်နေရ၏ဆွေချာကတော့ခုံရုံးတွင်ကျွန်တော်တို့ကိုငါးနှစ်အပြစ်ချရန်လျှောက်ထားမည်ဟုဆို၏ငါးနှစ်လုံးလုံးအတန်လုံအခန်း၌တယောက်တည်းကြမ်းကြမ်းခံပြီးအချိန်စေသည့်အထိ အပိတ်လောင်ခံနေနိုင်နေမှာလွယ်ကူသောအလုပ်တော့မဟုတ်ပါမေးလာရင်လည်းမဖြစ်ဖြစ်အောင်ရင်ဆိုင်ရမည်ဖြစ်ဂလိုစီနောက်၅နှစ်ကြာမှာတို့နောက်တစ်ကြိမ်ထွက်ပြေးကြဖို့ကြိုးစားကြသေးတာပေါ့ကွာငါတော့ခံနိုင်မယ်မထင်ဘူးပါဘီဘာဖြစ်လို့လဲငါကငါသိတယ်ပါဘီငါမှဒီလောက်နှစ်ကြာအောင်ကြံ့ကြံ့ခံနိုင်မယ်အင်အားမရှိတော့ဘူးတို့ကုလားလောက်ကကျွန်းကဝေးတဲ့နေရာမှာနေခဲ့ကြပြီပဲ ခုဒီကြိမ်ကဒီကြိမ်တွေ့ပြီးဒုတိယအကြိမ်ပြန်ကြရတဲ့ကျွန်းတံကိုသတ်မှတ်ထားဖို့အရေးကြီးတာကစိတ်ပါကိုကိုကိုတင်းနိုင်ဖို့ဖြစ်သိမ့်စရာရှာတတ်ဖို့အရေးကြီးတာမင်းနဲ့ငါတို့ကမတူဘူးပါဘီမင်းကခုနလလုံးလုံးလွတ်လွတ်လပ်လပ်တကယ့်ကိုလွတ်လပ်တဲ့လူပတ်ဝန်းကျင်မှာလူလူပြန်နေရတာမိမတဟောင်းတယောက်မဟုတ်ဘူးနှစ်ယောက်ရခဲ့သေးတယ်အဲ့ဒီအချိန်မှာတို့ကအချုပ်ခန်းထဲမှာမင်းစဉ်းစားကြည့်ကွာတို့ဘယ်လိုနေကြရမယ်ဆိုတာမှန်သည်ကျွန်တော်နှလုံးသားအတွင်း၌တို့ရဲ့အတွက်အမှန်မင်းအလွန်ဝမ်းနည်း၍သွား၏ ပြောနေကြသောစကားကိုချက်ချင်းရက်ပြစ်လိုက်ကိုကိုကိုလည်းဤစကားများစပြောမိသည့်အတွက်စိတ်ထဲ၌အပြစ်တင်နေမိကျွန်တော်တို့ရင်ဆိုင်ရမည့်ခုံရုံးမှာနောက်နှစ်ပတ်ကြာတွင်စမည်ဥက္ကရာအဖြစ်ဂျာနာမည်သူမှာဘုံမှုတူဖြစ်အလွန်ကောင်းပါသူစိတ်ထက်သူဟုဆို၏ဂျာယာတိကောလာဟာလတရင်များကတော့တခုမှမကောင်းကျွန်တော်တို့ခုံရုံးတွင်ကျွန်တော်တို့ဘမခြေပပြောဆိုပေးမိရှိနေအဖြစ်မြည်သည့်ထောင်ရာရှိကိုမျှတာဝန်မယူစေပါကျွန်တော်တို့ဟာကျွန်တော်တို့ခြေပပြောဆိုမည်ဟုအပြတ်ပြောထား၏ ရဲဘော်အလုံးကပင်ကျွန်တော်ကိုခုံရုံး၌အလုံးကိုစားခြေပပြောဆိုရန်သဘောတူကြ၏ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာဥလာဝင်းလေတရေတူဦးဘာသာပြန်ထားတဲ့ ဘာဘီလွန်နဲ့ဘင်ကိုဆိုတဲ့ဘာသာပြန်ဝတ္ထုစာအုပ်ကိုအပိုင်း၁၁နေဖြင့်ဆက်လက်ပြပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါရယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၁၂မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းရက်ထင်ပါခင်ဗျာ